န်းလိုင်းတရားစင်းနဲ့လိုင်းသားရတွန်တေးလမ်းမပေးမှာရှိတဲ့ကျူးကျော်တဲတွေကိုဒီမိုကရက်တစ်ပါတီမြန်မာအမိခံပြီးတော့ကျူးကျော်တဲတွေစောက်လို့ရောင်းချခဲ့တဲ့သူတွေကိုစုံစမ်းအရေးယူသွားမယ်လို့ပါတီဥက္ကဋ္ဌဦးတူဝေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဥတီဟာကပေးပို့ထားတာပါ ဒီမိုကရက်တစ်ပါတီမြန်မာဆိုတဲ့အမည်ကိုသုံးပြီးအင်အောင်စုတစုကိုငွေကျပ်တထောင်ကောက်ခံကယာယီတဲဆောက်လုပ်ခွင့်ပေးခဲ့တယ်လို့အဲ့ဒီမှာကျူးကျော်တဲဆောက်လုပ်နေထိုင်သူတွေကပြောကြားခဲ့တဲ့အတွက်အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ကျူးကျော်တက်နိုင်ဆိုတာကတော့တက်ဆိုင်ဟာဟိုမြို့နယ်ကိုတော့ကျွန်တော်တို့ကမေးကြည့်အောင်ပေါ့နော်။ဒါဟုတ်လားမဟုတ်လားဘာလဲဆိုတာမေးကြည့်အောင်ကျွန်တော်တို့နေတဲ့ကတော့ဒါမသိဘူးပေါ့နော်။ဟို မဟုတ်တာလုပ်တဲ့လူပေါ့နော်ဥပဒေချိုးဖောက်တဲ့လူလေပါတီရောက်ချင်းရောက်မှာပေါ့ဗျာဒါပါတီဝင်တာတွေပေါ့နော်တို့တော့အဲ့လိုလုပ်တာကိုတကယ်လုပ်တယ်မှသိရင်တော့ပါတီအနေနဲ့ကတော့ဒါပါတီစီကံအရာမဟုတ်တဲ့အတွက်ပါတီကထုတ်လိုက်ရမှာမရှိစင်ရသားတွေအတွက်တရားအစင်းနဲ့တရားဘေးမှာရှိတဲ့မြေွက်တွေချထားပေးမယ်ဆိုပြီးတရင်ကြတဲ့အတွက်မိသားစုတွေဒီကိုပြောင်းလာခဲ့တာဖြစ်တယ်လို့အဲ့ဒီကိုပြောင်းလာတဲ့သူတွေကပြောပါတယ်ဆောက်လို့ဗီဇာနဲ့ဆောက်လို့စဲတဲတွေကို မြို့နယ်တာဝန်ရှိသူတွေကဇန်နဝါရီလ14ရက်နေ့15ရက်တွင်မှလုပ်ပြီးဓာတ်တွင်နဲ့လာရောက်ဖြည့်ဆည်းခဲ့ပြီးကျူးကျော်သူတို့ထုတ်ကိုလည်းတက်ဆိုင်ရာရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်ကျမတို့ကမိသားစုကလည်းကျမတို့မြေကြီးအားအခမ်းအနားလို့မရဘူး။ဟိုမိသားစုရှေ့အောင်ဆိုလို့ခန်းမေးလို့လူများလို့မဟုတ်ဘူး။ဒီခန်းမေးလို့လူများလို့မဟုတ်ဘူးပေါ့နော်။အဲအောင်ဒီမှာနေရာလေးတွေပြီးတယ်ဆိုတော့ကွာလာပြီးတော့မဲလိုက်တာပေါ့။အဲ့လိုမျိုးလာပြီးလိုက်တော့နေရာလေးရအောင်အဲအောင်ဒီမှာဆောက်တာ။ မဲနိုင်တာဘယ်မှာသွားနိုင်တာမင်းကဒီမှာဒီမှာပဲပေါ့အဲ့လိုမဲနိုင်တာလို့နာဘက်ပြီးတယ်ပေါ့နာဘက်ပြီးတယ်ပေါ့အဲ့လိုမဲနိုင်အဲ့လိုအဲ့လိုရတဲ့နေရာကိုသူကပြတယ်လေဒီနေရာလေးကိုဆောက်ဆိုပြီးတော့အဲ့မှာသူတို့ပတ်စံကတောင်းတင်းပြီးတော့ဆောက်ပြလိပြီးတယ်ဟိုနေထိုင်ခွင့်စာရွက်ဆိုတောင်းတင်းပြီးတော့အားလေးရေပြီးပြီးတော့အဲ့လိုဆောက်တာအဲ့လိုကြည့်တော့တဲရီကိုဖြစ်စည်းလိုက်တဲ့အထက်မှာဘုံတော်ကြီးကြောင်တချို့လည်းပေါင်ရဲ့ပြီး တန်ဃာတို့အချို့လည်းဒုက္ခရောက်နေကြတာပါဇာရက်ဇာမလျှောက်ထားရင်မလျှောက်ထားမမလျှောက်ထားရင်ဇာရက်မြို့ဇာရက်ပြပါဘူးပြရမှာပေါ့မပြီးဘဲနဲ့အခုကအခုဒီလိုကြီးလှုပ်လိုက်တဲ့ဆိုတော့ဒါကြီးရောမြင်လို့အတိုင်းနဲ့လေဦးဇင်းတပါကြောင်းရနေပြီးတော့ဦးဇင်းဖုံးနဲ့အတူမြင်လို့ကြောင်းခွဲထွက်လာရဆိုလို့ရှိရင်ဖုံးကလည်းပဲလဲသက်ခံမလို့အခုလိုဖြစ်စီမှုတွေကြောင့်အင်းအောင်စုအများအပြားဒုက္ခရောက်နေကြတဲ့အပြင် ပြမှုကျွလွန်သူကို တက်ဆိုင်ရာဌာနတွေကအမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ကိုလည်းဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးတူဝီကပြောဆိုခဲ့ပါသေးတယ်ကျွန်တော်ကုတိရပါ